မင်္ဂလာပါဒီနေ့ဆရာမဆက်ပြီးရှင်းပြမှာက grade 5တင်ချရရဲ့အာဒီအပြည့်မှန်ရွေးအခန်းစနစ်ကရှေ့ကဆမရုံနံပါတ်16ထည့်ပြီးသွားပြီဒီတစ်ခါ16ကနေစပြီးတော့မှလေ့လာကြမယ်ဟုတ်ပြီနော်ဆိုတော့9ဘိုင်း၄ဘိုင်းကိုတသမဂိမ်းဖြစ်ပေါ်ပြလိမ့်ရင်ဆိုတော့ဆရာမတို့ဘာလို့ပြရမှာလဲတသမဂိမ်းနဲ့ပေါ်ပြမယ်ဆိုရင်စားပေးရမယ်ဆိုတော့ဘာကိုတီးပါနဲ့စားမှာလဲလေးကိုတီး၅နဲ့စား ဟုတ်လားနေကိုတီငါနဲ့အစာဆိုတော့အလီယာဝင်လို့မရအောင်ဆိုတော့ငါးတုံညလေးတုံည၄ဒသမတုံညငါးရှစ်လီ40အကျဉ်းက3ညဆိုတော့၄ဘိုင်း၅ဘိုင်းကိုတသမဂိန်းနဲ့ဖော်ပြတဲ့အချိန်မှာအဖြေက3ညတသမ8ညပြီနော်အဲ့တော့ဒီမှာပေးထားတာကတော့ 3.8336336ဆိုပြီးပေးထားတယ်။သူ့ရဲ့အဖြေသည်3.8နာပြီနော်။7969အပိုင်းကိန်းဖြစ်ပေါ်ပြလေရင်အဖြေ6ဒီပါလဲဆိုတော့အဖြေကိန်းဖြစ်တယ်။အဖြေကိန်းကို သူကအကြီးအပိုင်းကိန်းနဲ့ပေါ်ပြမယ်ဆိုလို့ရှိရင် အပြည့်ကိန်းတိုင်းအပြည့်ကိန်းတိုင်းမှာပိုင်းချေတိရှိတယ်ဆိုတာသိထားရမယ်ဒါဆိုသူ့ရဲ့အဖြေကတစ်ပိုင်း6ပိုင်းရမနော် နောက်တစ်ခုက30ဘိုင်းတစ်ပိုင်းအပေါင်း100ဘိုင်းနှစ်ပိုင်းကိုဒသမဂိန်းဖြင့်ဖော်ပြလျင်ကွက်လက်ရသည်ကျမတို့သူ့ကိုဘာနဲ့ဖော်ပြပေးရမှာလဲဆိုတော့ဒသမဂိန်းနဲ့အပိုင်းဂိန်းနဲ့မဟုတ်ဘူးနော်သူ့ကိုတွက်လိုက်ကလေးတို့အတွက်ပြီးတော့မှဒီနှစ်ခုကိုပိုင်းချင်ကြီးပြီးပဲတွတ်တွတ်ဘယ်လိုပဲတွတ်တွတ်ကြိုက်တယ်လို့တွတ်နောက်ဆုံးအဖြေဒီဒသမဂိန်းနဲ့ထုတ်ပြီးမှဒီတဲကတစ်ခုကိုရွေးပေးရမယ်ဟုတ်ပြီနော်တကယ်လို့ကိုကပိုင်းချင်ကြီးပြီးတွတ်ချင်တယ်ဆိုလို့ရှိရင်ကြတော့ ပိုင်းချေနေပြီးတွက်ချင်တော့သူ့ကိုတရားနဲ့သူ့ကို30နဲ့မြောက်လိုက်လို့ရှင်ပိုင်းချေတရားဒါကိုလည်း30နဲ့မြောက်တော့ပိုင်းချေတရားကဲဒါဆိုတော့30 30လေးတရား30လေးက30 30ရဲ့နှစ်ရဲ့က7နဲ့ပိုင်းချေသည်တရားဟုတ်လားသူ့ကိုဆံမတော့ပိုင်းကိန်းနေပေါင်းလိုက်တော့ဆိုတော့ဆက်နှစ်ကိုကဆံမတော့တရားနဲ့စားမယ်တရားနဲ့စားလို့ရှင်တသမာသည်နှစ်နှစ်ရဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့၃ညတသမာ10နှစ်ဆိုပြီးတော့ရတယ်ဟုတ်ပြီလားတကယ်လို့ကလေးတို့အနေနဲ့ ဒါကိုပေါ့လေဒီဟာကိုတသမဂိန်းနေတခါတယ်ပြောင်းပြီးတော့မှတွက်ချင်တယ်ဆိုလို့ရှိရင်လည်းတွက်လို့ရတယ်10ကိုဒီ10ကို10နဲ့စားလိုက်တာဒီ3ညတသမ10ဟုတ်တယ်နော်အပနှစ်ကို100နဲ့စားလိုက်တာဒီတသမနေရနေရဖြစ်မယ်3ညတသမ3ညနှစ်ဒါနှစ်နေရဖြစ်လိုက်တာအဲ့တော့ဒီနှစ်ခုပေါင်းလိုက်တော့တသမတွေတက်အောင်ထားမယ်ဆယ်လေးစိတ်ဆယ်လေးစိတ်ရာလေးစိတ်တွေတက်အောင်ထားပြီးတော့ပေါင်းလိုက်တော့3ညတသမ10နှစ်ဆိုရရဘယ်လိုသွက်သွဲအဲ့အဖြေကိုရမယ်ဟုတ်ပြီလား အဲ့တော့ကိုကတော့တတိတိထားရမှာလीဒီနှစ်ခုကိုပေါင်းပြီးတော့မှာအပိုင်းကိန်းနဲ့ရှာရမှာလားဒသမကိန်းနဲ့ရှာရမှာလားဆိုတာတခုတတိထားရမယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုကြည့်အောင်27က3နှစ်ပိုင်းနှစ်ပိုင်းအနုပ်တတိသမ၄ဤအဖြစ်ဒီမှာအပိုင်းကိန်းပေးထားတယ်ဒီမှာဒသမကိန်းပေးထားတယ်ဒါကိုဆမရနှုတ်ပေးရမယ်အဲ့တော့ဒီမှာရွေးချယ်စရာတွေကိုကြည့်လိုက်တဲ့ခါကျတော့အကုန်လုံးဒီဒသမတွေနဲ့ပေးထားတယ်ဒါဆိုဆမရကသူ့ကိုဒသမပြောင်းပြီးတော့မှာတွက်ပေးဖို့လိုအပ်လာမယ် ဆိုပါပြီနော်တကယ်လို့ဒီမှာအပိုင်းကိန်းနဲ့ဒါပြီးထားမယ်ဆိုရင်ဒီကတက်တက်တမလေးကိုဆရာမတို့အပိုင်းကိန်းပြောင်းပိုက်ချင်းကြီးပြီးတော့လှုပ်ပေးရမယ်ဆိုပါပါလားအဲ့ဒါဆိုတော့ဆရာမတို့ကဒီ၃နှစ်ပိုင်းတစ်ပိုင်းကို၃နှစ်ပိုင်းတစ်ပိုင်းအနှုတ်တက်တက်တမလေးမှာဒီက၃နှစ်ပိုင်းတစ်ပိုင်းကိုဘာလို့ပေးရမှာလဲဆိုတော့အဲဒီတက်တက်မကိန်းပြောင်းပေးရမယ်၃ခုဒီတိုင်းထားခဲ့ပြီးတော့မှနှစ်ပိုင်းနှစ်ပိုင်းကိုပဲပြောင်းချင်လဲရတယ်လို့ဒါမှမဟုတ်ကလေးတို့အနေနဲ့၃နှစ်ပိုင်းတစ်ပိုင်းကိုပဲတခါတယ်အဲဒီအပိုင်းကင်းရောပြောင်းပြီးတော့မှပြောင်းလို့လဲရတယ် ဟုတ်ပြီလားအဲ့တော့7ကိုနည်းနဲ့စားရင်တော့3ရတမ5ရှိက3နဲ့ဆိုတော့3ရတမ5ဆိုပြီးရကိုကလည်းကိုစားခြင်းလဲစားချီဒါမှမဟုတ်2 3 4 6 6 8ပေါင်း7ခုနဲ့ဆိုပြီးမှ ခုနဲ့ကိုမှနည်းနဲ့စားလို့ရှိရင်လဲ2 3 4 6တကျန်တတမ3ည25လီယာ30ဆိုမှ3တတမ5ပဲပြန်ရမယ်ဆိုတော့အနုတတမ4အဲ့တော့တတမတွေပေါင်းတဲ့အနုတဲ့အချိန်မှာဒီ ဒီလိုမျိုးတက်အောင်ထားဖို့အရေးကြီးတယ်ဟုတ်လားဆိုတော့ဒီလိုတက်အောင်ထားလိုက်ပြီဆိုလို့ရှိရင်ငါးထဲက၄ကိုနှုတ်လိုက်တော့၁ဒသမနေရာဒသမကိုဆွဲချလိုက်မယ်။၃ထဲက၁ကိုနှုတ်လိုက်တော့၂ဆိုတော့၂ဒသမ၁ဆွဲပြီးတော့ရမယ်။ခါပြီ။ရပြီနော်။နောက်တစ်ခု၂ဆက်နဲ့က၁၃ပိုင်း၂ပိုင်းကိုဒသမကိန်းဖြစ်ပေါ်ပြလိရင်ပေါ်ပြပြီးရာလီစိတ်အထိနေရာယူလိရင်ကွက်လက်ဖြစ်သည်။ဆရာမတို့က၁ သုံးပိုင်းနှစ်ပိုင်းကိုဘာနဲ့ဖော်ပြရမှာလဲဆိုတော့တသမကိန်းနဲ့ဖော်ပြရမယ်အဲ့လိုဖော်ပြတဲ့အချိန်မှာဘယ်ထိယူရမှာလဲဆိုတော့ရာလီစိတ်အထိကိုနှီးရယူပြရအဲ့တော့ရှေ့ကတိထားပြီးသားရာလီစိတ်အထိနှီးရယူခြင်းဘယ်ထိရှာမှာလဲဆိုတော့ထောင်လီစိတ်အထိရှာပေးရလိမ့်မယ်အဲ့ဒါမှရှေ့ကိုတစ်တိုးလို့ရမရဆိုတော့ဆံမလို့အဲ့ဒါတွက်လို့ရမယ်ဆိုတော့3တလီ3 5ဆိုမှတွက်ချင်းလဲတွက်ကြိုက်လို့တွက်လို့ရနော်ဒီ1ကိုထားခဲ့ပြီးတော့2ကိုမှ3နဲ့စားလဲရတယ် ပြီးရင်တင်တက်ကိုပြီးရင်ပေါင်းပေါ့နော်အဲ့တော့3တလီ3ဆိုပါ5ဆိုပြီးတော့၃ဘိုင်း5ဘိုင်းဆိုပြီးတော့မှ5ကို3နဲ့စားလို့ရတယ်3တလီ3နှစ်ချင်းလက်သမား3ညဆိုတော့မနေ့လေးပဲရမလဲ3648နှစ်ချင်း3ည3648နှစ်ချင်း3ည3648ဆိုတော့ဆရာမတို့က10လီစိတ်100လီစိတ်1000လီစိတ်ဒီထိရှားလိုက်မယ် ဲ့လိုရှာပြီးပြီဆိုလို့ရှိရင်ဆာမလိုချင်တာကဖြတ်ချင်တာကဆယ်လီစိတ်ရာလီစိတ်ရာလီစိတ်ထိပဲလိုချင်တာဆိုတော့နောက်က6တိရှိ ਉ တစ်တူလို့ရတယ်ဟုတ်လားအဲ့ခါကျတော့ဆာမတို့ဘာလို့ပြရမလဲတစ်တူပြရမယ်တစ်တသမ6ခုနှစ်ဆိုပြရတယ်ဟုတ်လားတိတိတမ6ခုနဲ့ဘာကြောင့်လဲဆိုတော့ဒီမှာဒီသူကယာလီစိတ်အချီနီးယာယူခိုင်းလို့တိတိတမ6ခုနဲ့ဆိုရရတယ်ဘောပါပြီနော်နောက်တစ်ခု ၅ဘိုင်း၃ဘိုင်းကိုတသမဂိမ်းဖြစ်ဖော်ပြလည်းအဖြေမှာဒါမျိုးတွေကလွဲပါတယ်ကျွန်မတို့ဘာလို့လိုက်ယုံမလဲဆိုတော့၃ကို၅နဲ့စားလိုက်ယုံမယ်ဟုတ်လား၃ကိုဒီ၅နဲ့စားဆိုတော့အလီဝင်လို့မရတော့၃ညလီဝင်မယ်၃တသမ၃ည၅၆၄ဆိုတော့၃ညတသမ၆ဒီသူရဲ့အဖြေပေါ့ဒါမယ်နော်နောက်တစ်ခု၂၄ 6ပိုင်း5ပိုင်းကိုတသမကိန်းဖြစ်ဖို့ပြလေရင်ဆိုတော့ဘာလို့ဒီပါနဲ့စာမလဲ9ကို D 6နဲ့စာအဲ့တော့ဆိုတော့အလီဝင်လိုက်မယ်အလီဝင်လို့မရတော့3ည9တသမ3ည684 48နှစ်ကျ3ည63 48 နှစ်ချက်သုံးချက်ဆိုတော့အဲ့တိုင်းပဲလာလိမ့်မယ်။သူကလည်းခုနပြောသလိုပဲယာလီစိတ်အချီလို့ပြောလို့ပြောတဲ့အတွက်ကြောင့်မလို့ဆရာမတို့ကဆက်ပြီးတော့သူ့ကိုရှာပေးရမယ်။အဲ့တော့ဘယ်ထိရှာမှာလဲဆိုတော့ထောင်လီစိတ်ထိရှာမယ်။63 68နှစ်ချက်ဆိုတော့ဆရာမတို့ဒီထဲမှာရက်လိုက်တော့မယ်။အဲ့တော့ဆယ်လီစိတ်ယာလီစိတ်ထောင်လီစိတ်ထိယူလိုက်ပြီဟုတ်လားထောင်လီစိတ်ထိယူပြီးသွားပြီဆိုလို့ရှိရင်ဆရာမတို့ကဒီထောင်လီစိတ်ကကင်းယူကြည့်လိုက်မယ်ငါးနဲ့ငါးချက်များလို့ရှင်ရှေ့ကိုတူလို့ရတယ် ိုတော့များသလားဆိုတော့မများတုံးဖြစ်နေတဲ့အတွက်ကြောင့်မလို့ရှီကိုတတိုးလို့မရလို့ရှင်အဲ့ဒီတိုင်းပဲယူပေးရမယ်၃ညရတမ83အဲ့တော့ဆရာမတို့အခုဒီအပိုင်းကိန်း6ပိုင်း5ပိုင်းရဲ့အပိုင်းကိန်းကိုတတမကိန်းနဲ့ဖော်ပြပြီးတော့မှရာလီစိတ်အထည်နေရယူလိုက်တာဒီ၃ညရတမ83ရတယ်ပါပါပြီနော်နောက်တစ်ခု25ဒီ25ကကြတော့ 25ကြာဆရာမအခန်းဆက်နှစ်မှာထဲမိသွားတယ်သူဒီအာဒီ25 26တို့အဲ့ဘက်ကိုသွားမယ်ထင်တယ်ဟုတ်လား26တို့29တို့ပေါ့နော်ဒါတမကိန်းနေမြောက်ချင်းစားချင်းဘက်ကိုသွားမယ်ဆိုဆရာမဒီမှာထည့်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်သူ့ဆရာမပြောပြလိုက်မယ်ကလေးတို့ဒီဒါ revision မှာဆိုလို့ရှိရင်တော့သူသိမှာပေါ့လေခုနှစ်ဆိုရဲဒီ T ဂိန်းကို5ဘိုင်းခုနှစ်ဘိုင်းဆိုရဲဒီမြောက်ဂိန်းနေမြောက်လိုက်မယ်ဟုတ်နော်မြောက်ဂိန်းနေမြောက်လိုက်တဲ့အချိန်မှာ ခုနှစ်ဆိုတဲ့ဒီတီဂိမ်းထက်ကိုဒီဘက်ကဒီမြောက်လက်တီဒါမြောက်လက်ရမှာပေါ့နော်ဒီနှစ်ခုမြောက်လိုက်လို့ရှင်မြောက်လက်ရမယ်အဲ့ဒီမြောက်လက်တီကြီးမလားငယ်မလားပေါ့နော် greater than လား less than လား equal လားပေါ့လေအဲ့တုံးခုပဲစဉ်းစားရမှာပါဒီ not equal ဆိုတော့ကျွန်တော်တို့ထဲလေးသုံးလေးမရှိသေးဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်မယ်ခုနှစ်ကတီဂိမ်းနော်ဒါကကြတော့မြောက်ကင်း မြောက်ကိန်းသည်တိကိန်းထက်ကိုဒီတစ်ထက်ကိုကြီးသလားဆိုစဉ်းစားကြည့်မယ်တစ်ထက်ကိုကြီးရင်ဒီကမြောက်လက်သည်နော်မြောက်လက်သည်တိကိန်းထက်ကိုကြီးတယ်ဆိုစမ်းလို့တိထားပေးတာအဲ့ခါကျတော့ပိုင်းဝေကကြီးတယ် ်မိုင်းဝေရာကြီးတော့သူ့ကိုစားလိုက်လို့ရှိရင်ငားတလီငားဆိုပြီးတော့ဝင်လို့ရတယ်ဒါဆိုရင်ဒီငားပိုင်းခွန်းတော့ပိုင်းဒီတစ်ချက်ကိုကြီးတယ်တစ်ချက်ကိုကြီးတဲ့ဂိမ်းနဲ့မြောက်လို့ရှိရင်တီဂိမ်းထက်ကြီးတဲ့မြောက်လက်ကိုရမှာပေါ့အဲ့တော့ဒီမြောက်လိုက်တဲ့မြောက်လက်ဒီတီဂိမ်းဖြစ်တဲ့ခုနှစ်ထက်ကိုဘာဖြစ်လဲဆိုတော့ကြီးတာပေါ့သဘောပေါက်ပြီနော်ဆိုအဲ့လိုလေးပဲစဉ်းစားရမှာမြောက်ပြီးတော့စဉ်းစားနေစရာမလိုပါဘူးဟုတ်ပြီနော်မြောက်ပြီးစဉ်းစားရင်လည်းခုနှစ်ခုနှစ်လေး49 49 9နဲ့စားနေရမယ်ပို့ပြီးရှုပ်တာပေါ့လေ ဟုတ်လားဆိုဆမတို့လူလေးစဉ်းစားကြည့်မယ်ဒီမှာတစ်ထက်ကြီးတဲ့ဂိမ်းနဲ့မြောက်လို့ရှိရင်တိဂိမ်းထက်ကိုများတဲ့မြောက်လက်ကိုရမယ်မပါဘူးနော်ဆိုတော့ဒီမြောက်လက်ဒီတိဂိမ်းဖြစ်တဲ့ခုနှစ်ထက်ကိုကြီးတယ်ရပြီနော်နောက်တစ်ခု26အပိုင်းဂိမ်းတစ်ခုကိုပိုင်းဝေအစားကွက်လက်ဖြစ်ပေါ်ပြနိုင်တယ်ဒါလည်းသိတယ်အပိုင်းဂိမ်းအပိုင်းဂိမ်းတစ်ခုကိုဆမတို့ရေးကြည့်လိုက်မယ်ဥပမာဒါခုနက ပိုင်းငင်းတစ်ခုပဲရေးလိုက်မယ်၅ဘိုင်း9ဘိုင်းဒီ၅ဘိုင်း9ဘိုင်းဆိုတဲ့အပိုင်းငင်းတစ်ခုကိုပိုင်းဝေအစားကွက်လက်ဆိုတော့ပိုင်းဝေဒီခုနှစ်ခုနှစ်အစားဘာဖြစ်ရေးလို့ရလဲငားပေါ့ငားဒီပါလေပိုင်းချီပေါ့ဆိုတော့ခုနှစ်အစားငားဒီငားကပိုင်းချီဆိုတော့ပိုင်းဝေအစားပိုင်းချီနဲ့ရေးလို့ရတယ်ဒါအလွယ်ပါတယ်နောက်တစ်ခုပိုင်းဝေနေရာတွင်ဒီဂိမ်းနဲ့ပိုင်းချီနေရာတွင်ကွက်လက်ဆိုတော့ဒီဒါလေးကိုပဲဆက်မတော့အပိုင်းငင်းကိုပြန်ပြောင်းမယ်ဟုတ်ပြီနော်ဆိုတော့ပိုင်းဝေနေရာမှာကျတော့ဒီကတီကိန်းလာတယ် ိုင်းချေနေရမှာကျတော့ဘာလာမလဲဒီကစာကိန်းလာမှာပေါ့ဟုတ်ပြီနော်အဲ့တော့ပိုင်းဝေနေရမှာဒီဒီကိန်းနဲ့ပိုင်းချေနေရမှာစာကိန်းလာမယ်ဒါသင်ခန်းစာပြီးမှဒီအခန်းဒီရွေးချယ်တွေကိုလေ့လာရမှာဟုတ်ပြီနော်ဆိုတော့ပိုင်းဝေနေရရင်ဒီကိန်းနဲ့ပိုင်းချေနေရအတွင်ဆိုတော့ဘာလာမလဲစာကိန်းပေါ့ဒီမှာတော့အပြည့်ကိန်းစာဝဲကိန်းတသမကိန်းဆိုတော့ option လေးတွေတော့ပေးထားတယ်ဟုတ်ပြီနော်ဆိုတော့ဒီခုကိုကြည့်အောင် အပိုင်းကိန်းကိုကွက်လက်ဖြင့်လည်းဖော်ပြနိုင်သည်အပိုင်းကိန်းကိုစာကိန်းလားစာကွက်ကိန်းလားတသမကိန်းလားစာတို့ကိန်းလားအပိုင်းကိန်းဆိုရင်ခုနကအပိုင်းကိန်းကိုဝဲကြည့်ကြည့်ဘာပဲကြည့်ကြည့်ရပါနှစ်ပိုင်းသုံးပိုင်းဆိုရင်လည်းပဲဒီအပိုင်းကိန်းကိုဆမလို့ဘာဖြစ်ဖော်ပြလို့ရသည်လေဒီတဲကဘာဖြစ်ရသလဲအပိုင်းကိန်းကိုစာကိန်းစာကွက်ကိန်းတသမကိန်းစာတို့ကိန်းတသမကိန်းပေါ့ဟုတ်ပြီလားအဲ့တော့အပိုင်းကိန်းတွေကိုတသမကိန်းနဲ့ဖော်ပြလို့ရတယ်သုံးခုနဲ့စာလိုက်လို့ရှင်ဆမလို့ဒီဘက်မှာတသမကိန်းနဲ့ ဖော်ပြထားတဲ့အဖြေကိုရမှာပေါ့ဟုတ်ပြီနော်နောက်29သုံးညတသမခွန်နဲ့အပေါင်း25ပိုင်း9ပိုင်းဤအဖြေမှာကွက်လက်ဖြစ်တယ်။ဆိုတော့ဒီမှာဗာပေးထားလေအရင်အဆုံး option ကိုကြည့်လိုက်မယ်။တင်းနဲ့3လေး၄ခုထဲမှာသူအကုန်လုံးကတသမတွေနဲ့ပေးထားတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဆက်မလို့ဒီကတသမကိုမလုပ်ပေးရမလဲဆိုတော့တသမဒီအပိုင်းကိန်းကိုတသမကိန်းပြောင်းပေးရမယ်။မပေါ့တော့နော်။အဲ့ခါကျတော့ဆက်မလို့သူ့ကိုစာကြည့်အောင် ေးထားတာပါရှိလဲဆိုတော့3.9တမ9ခုနဲ့အပါ1 25ပိုင်း9ပိုင်းဆိုတော့တောင်ကျတမခွန်နဲ့စမတီတိတ်ကိုထားလိုက်တော့မယ်ခုနှစ်ကိုမှ25နဲ့စာတူတူပဲပြီးရင်ပေါင်းလိုက်ရရဟုတ်ပြီနော်25 3ည4 3 9ခုနှစ်လက်သမ3ည25 24 50ဆိုတော့ကျန်တာက20တုံညထက်ဆွဲဆိုတော့25ဘယ်နဲ့လီရလဲ4လီရ100ဆိုတော့8လီက200ပေါ့ တုံညာရတက်မှာနှစ်ရှစ်ရှေ့ရတက်ကိုဆံမတို့ချန်ထားခဲ့ရဆိုတော့ဒေဒတက်မှာနှစ်ရှစ်ရပြီနော်ဆိုတော့ဒီနှစ်ခုကိုဆံမတို့ဘာလို့ပေးရမလဲဆိုတော့ပေါင်းပေးရမယ်အဲ့တော့ပေါင်းတဲ့အခါမှာဒတက်မတွေပေါင်းတော့မယ်ဆိုလို့ရှိရင်သူ့ကိုခုတွေတက်အောင်ရေးရမယ်ဒတက်မတွေတက်အောင်ရေးမယ်ဆယ်လီစိတ်တွေတက်အောင်ရေးမယ်ယာလီစိတ်တွေတက်အောင်ရေးမယ်ဟုတ်ပြီနော်ဆိုတော့ပေါင်းလိုက်မယ်ရှေ့30ဆိုတော့တက်တင်9 8 10တုံညာရေးတက်တင် ဒသမနဲ့ဒသမဆွဲတရတရပေါင်းလိုက်တော့နှစ်ဆိုနှစ်ဒသမ3ည3ညဒီဘာနဲ့တူတူပဲလေနှစ်နဲ့တူတူပဲပေါ့ဟုတ်ပြီလားဒါဆိုကျွန်တော်ရရဖြေတာဘယ်လောက်လဲနှစ်ဆွေရရမယ်ခါခွေးကနှစ် နောက်တစ်ခုကနံပါတ်30 30က30ဘိုင်းတစ်ဘိုင်းအနှုန်း3.34ဤအဖြေမှာကွက်လက်ဖြစ်သည်ဆိုတော့ဆရာမတို့သူရဲ့ option လေးတွေကိုကြည့်ကြည့်လိုက်မယ် option တွေကအကုန်လုံးဒီဘာနဲ့ပေးထားလဲဆိုတော့တသမနဲ့ပေးထားဒါဆိုရင်ဒီကအပိုင်း gain ကိုတသမ gain သူကပြောင်းပြီးတော့မှမှတွက်စီချင်တာဟုတ်ပြီနော်ဒါဆို30ဘိုင်းတစ်ဘိုင်း30ဘိုင်းတစ်ဘိုင်းဆိုတာ1ကို30နဲ့စားတာဒီတသမတနေရဖြစ်လိုက်တော့3.34တသမ1ဆိုပြီးရရတယ်ဟုတ်ပြီနော်အဲ့ခါကျဆရာမတို့ဒီ3.34တသမ1ကနေပြီးတော့မှ ်ဒီရ3ညတသမ3ညလေးကိုနှုတ်မယ်ဒီလိုနှုတ်ရတဲ့အချိန်မှာတချို့ကလေးမားတတ်တာတွေရှိတယ်ဒီလိုမျိုးတက်အောင်ရေးရတာတွေရှိတယ်ခုတွေတက်အောင်ထားတသမတက်အောင်ထားဆယ်လီစိတ်တက်အောင်ထားရာလီစိတ်တက်အောင်ထားဟုတ်ပြီနော်အဲ3ညတွေကလေးကိုနှုတ်လိုက်တော့မနှုတ်နိုင်30 U 30တွေကလေးကိုနှုတ်တော့6ဒါသည်3ညဆိုတာတွေက3ညတုံညတသမဒီမှာရေးလိုက်ရောအဲ့တော့ဘယ်လောက်ရလဲတုံညတသမ3ညချောက်ဒါတွေဒီ အရှိကတင်ကန်းစာတွေထဲမှာလေ့လာပြီးသားတွေပါဟုတ်ပြီနော်နောက်တစ်ခုနောက်တစ်ခုကကြတော့ဆရာမအဒီမှာ option ကိုဗာနဲ့ပေးထားလဲဆိုတော့အပိုင်းကိန်းနဲ့ပေးထားတယ်ဒီပုဒ်စာပဲတူတူပဲနော်အဲ့ဒါကိုမှအပိုင်းကိန်းနဲ့ပေးလို့ရှင်ကြဒါဟာဗာပြောင်းပေးရမလဲအပိုင်းကိန်းပြောင်းပြီးတွက်ပေးရမယ်ဆိုတော့စဉ်းစားကြည့်အောင်30ပိုင်း2ပိုင်းအနုပ်3ညတသမ3ညလေးဆိုတော့30ပိုင်း2ပိုင်းကိုဒီတိုင်းထားလိုက်မယ်။3ညတသမ3ညလေးကိုအပိုင်းကိန်းပြောင်းတော့10လီစိတ်ထိရှိတယ်ဟုတ်လား။10လီစိတ်အော် sorry 100လီစိတ်ထိရှိတော့100နဲ့စား။ ပိုင်းဝေးသည်လေရက်သူ့ကိုပိုင်းချင်ကြီးဖို့လိုအပ်လာပြီပိုင်းချင်ကြီးမယ်ဆိုတော့30ပိုင်းတစ်ပိုင်းညက်သားကို30နဲ့မြောက်တို့ကိုလည်းပဲ30နဲ့မြောက်ဟုတ်လားကဲဒါဆိုမြောက်လိုက်တဲ့အခါမှာပိုင်းချင်သည် တရာ30ရဲ့လေးဟုံလုံးလိုက်တော့ချကတရာပိုင်း6ပိုင်းဆိုပြီးကြတယ်ဒီအတိုင်းနေတရာပိုင်းချေတရာနဲ့ပေးထားတာရှိလားဆိုတရာပိုင်း3ပိုင်းတရာပိုင်း5ပိုင်းဒါကျမတို့ရဲ့အဖြေမဟုတ်သေးဘူးဒါဆိုတခြားဒီနှစ်ခုတည်းကတော့တစ်ခုဖြစ်နိုင်တယ်ဆိုသူ့ကိုနောက်ထပ်အရှင်းဆုံးပုံစံပြောင်းလို့ရသေးတာမလို့ပြောင်းချလိုက်မယ်နှစ် နဲ့9လေး30နဲ့3ညလေး3ည90ပိုင်း3ပိုင်းဒီဒါသူ့ရဲ့အဖြေပဲဟုတ်ပြီလားအဲ့တော့90ပိုင်း3ပိုင်းကကာချီရမနော်နောက်တစ်ခုဒါလည်းခုနကအတိုင်းပဲကလေးတို့ကဒါသင်ငန်းစာမှာနားမလဲရင်ဒီမှာလာပြီးတော့နားလည်မယ်ပေါ့နော် ဆိုတော့30နှစ်ကကြာတော့ဘာပြောလဲဆိုတော့တတသမခွန်ကအနုလီပိုင်း3ပိုင်းခက်ဒီမှာသူကသူ့ရဲ့ရွေးချယ်စရာတွေကြီးလိုက်တော့တတသမတွေလည်းပေးထားတယ်ဒါဆိုဆရာမတို့ကဒီ4ပိုင်း3ပိုင်းဆိုတဲ့အပိုင်းကိန်းကိုတတသမကိန်းပြောင်းပေးဖို့လိုအပ်မယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဆရာမတို့က3ကိုဒီ4နဲ့စားလိုက်4 3ည4 3ညဆိုတော့တတသမ3ညတစ်ခါလေးလုပ်လိုက်မယ်နော်4 9 28နှစ်ချက် 3ည4 5 20ဆိုတော့3ညချမ်းတဲ့3ညတဲ့တမှာ95ဆိုရရရပြီနော်အဲ့ခါကျဆံမထားပါလို့ပြရမှာလေနှုတ်ပြရလိမ့်မယ်တတတမ95တဲ့က3ညတဲ့တမှာ95ကိုနှုတ်လိုက်မယ်နှုတ်လိုက်တော့9ရက်9ရက်က3ည9ရက်9ရက်3ညဆိုရှိက1ချမ်းအဲ့ဆိုသူ့ရဲ့အဖြေကတတတမ3ည3ညဒီဘာနဲ့တူတူပဲလေ1နဲ့တူတူပဲမို့လို့သူ့ရဲ့အဖြေက1ရတယ်ဆိုတော့ option ကဒီမှာပေးထားတယ်1 ဒါပြီးနော်နောက်တစ်ပုတ်ကိုကြာတော့သူကဘာနဲ့ပေးထားလဲဆိုတော့တိတိသမခွန်ကနှုတ်၄ဘိုင်း၃ဘိုင်းကိုပဲနှုတ်ဆီမတာကလေးတို့ကဒီလိုပုံစံပါလာရင်လည်းသိသွားအောင်လို့ဒါ option လေးတွေပေးထားတယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဒီမှာပေးထားတာဒီမှာအပိုင်းကိန်းနဲ့လည်းပေးထားတယ်တသမာနေနဲ့လည်းပေးထားတယ်အဲ့ခါကျတော့ဆရာမစဉ်းစားကြည့်လိုက်မခုနကအဖြေကတက်ရထားတယ်ဟုတ်လားဆိုတော့ဒီမှာလည်းပဲဘာပဲရမှာလဲတက်ပဲရမှာပေါ့ဒါပေမဲ့ဒီမှာဒီဘာပါလာတာလဲဆိုတော့အပိုင်းကိန်းတစ်ခုပါလာသူ့ကိုတွက်စေချင်တာအပိုင်းကိန်းပြောင်းပြီးတော့တွက်စေချင်တာ ဟုတ်ပြီလားဒါပေမဲ့ကျွန်တော်တို့ကဒီဒီပုံစံသွက်ပြီးတဲ့နောက်မှာအဖြေတစ်ဆိုတာတော့သိတယ်တကယ်လို့ဒါဒါပဲပါလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလို့ပြီးဖို့လိုအပ်လဲဆိုတော့သူ့ကိုအပိုင်းကိန်းပြောင်းပြီးတော့မှသွက်ပြီးဖို့လိုအပ်မယ်အဲ့တော့ဒါလေးကိုတော့ဆင်မတစ်ခါပြောပြလိုက်မယ်ဆိုတော့၄ဘိုင်း၃ဘိုင်းသူ့ကအပိုင်းကိန်းပြောင်းတော့ရှေ့ကဒီတစ်ဒီရှေ့ကိုထုတ်ထားလိုက်မယ်တသမခွန်၅ဒီပဲအထိရှိရလေဆယ်လေးစိတ်ရလေးစိတ်အထိရှိလို့တက်ရအပိုင်း85ဘိုင်းအနုတ်၄ဘိုင်း၃ဘိုင်းဆိုပြီးရမယ် ်ဟုတ်ပြီနော်ဆိုတော့1ကိုဒီတိုင်းထားလိုက်မယ်သူက4 4ဆိုတော့ပိုင်းစင်စင်မှာတော့100ဖြစ်ချင်တယ်သူ25နဲ့မြောက်တယ်သူ့ကိုလည်းပဲဗာနဲ့မြောက်မှာလေ25လည်းမြောက်မယ်အဲ့ခါကျတော့1 100ပိုင်း85ပိုင်းအနှုတ်4 25 25လေးလေးတရား3 3 25 3လေးက85ကဲတရားပိုင်း85ပဲဒါတွေကိုရှင်းလိုက်တော့ဗာရလေ3ညရရလေသူတရားတရားဒါ85လေးက85လို့တော့3ညရှေ့မှာကျန်တာက10ပဲကျန် မှတ်ပြီနော်တကယ်တော့သူ့ကိုအပိုင်းကိန်းရောပြောင်းအပိုင်းကိန်းရောင်ပြောင်းပြီးတွက်မယ်ဆိုရင်ကြတော့100ပိုင်း185ပိုင်းဟုတ်လားပြီးမှအနှုတ်ဒီဘက်က85ဆိုပြီးလာမယ်နှုတ်လိုက်တော့ဗာပဲရမှာလေ100ရမယ်လေ100ရမယ်ပိုင်းစစ်100ဆိုတော့100 100ရှင်းလိုက်တော့တက်ဆိုပြီးရမယ်100တလီ100ဆိုပြီးဆရာတို့ကအရှင်းဆုံးပုံစံပြောင်းပေးရမယ်ညပြီနော်ကြည့်တော့ဆရာတို့ဒီနေ့ ဒီ33ထိရောက်သွားပြီနောက်ကိုဆရာမရေးလို့အချိန်မရသေးလို့တကယ်လို့ဒီအခန်းစနစ်ကတော့ဒီလောက်ဆင်လုံးတော့ပြီးနေမှာပါတကယ်လို့ရေးလို့အဆင်ပြေသေးလို့ရှင်နောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုဆုံးထင်တာထောက်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်